တတိကရောဖြစ်ပေမဲ့ဒူးရင်းရေခဲကြောင်းတထုပ်ကို9000နဲ့ရောင်းချကစီးပွားရှာနေတဲ့နန္တာလိုင်း ရည်ရများအလုံးမဲမင်္ဂလာပါရှင်။ MSLE Fish ကနေပြီးတော့ပြန်လေကျေဇူးလိုက်ပါရယ်။နန္ဒလိုင်ကပရိသတ်အားလုံးနဲ့အဆက်ဖြတ်ထားတာကြာပြီဖြစ်တယ်လို့အရေးမလောက်တာလည်းကြာပြီဖြစ်ပါရယ်။တနိုင်ငံလုံးမှာအချမ်းသာဆုံးစည်းဝင်တတိဖြစ်တဲ့ဇေကဘာမီသားစုရဲ့သားကိုစီတီဟာနဲ့လက်ထပ်လိုက်ကြမှုအနုပညာအလုပ်တွေကိုတောင်မှရန်နာချခဲ့တာဖြစ်ပါရယ်။ဒါအပြင်နန္ဒလိုင်ကဆိုရှယ်မီဒီယာမှာအဆက်မပြတ်နေတာမျိုးလည်းမရှိပါဘူး။ ဒေတာစိတ်သာနေထိုင်ပြီးတော့မီဒီယာတွေနဲ့လည်းမထိတွေ့ဘူးဖြစ်ပါရင် ဆိုရှယ်မီဒီယာမှာပရိသတ်တွေနဲ့အဆက်မပြတ်အောင်လို့တင်ဆက်ပေးနေတာမျိုးလည်းမရှိပါဘူး။နန္ဒာလိုင်ဟာမိသားစုအတွက်အင်ရှင်မကောင်းမိခင်ကောင်းပီတာအောင်ကြိုးစားနေရဖြစ်ပါတယ်။ဒါအပြင်စီးပွားရေးကိုလည်းကိုယ်တိုင်ဦးစီးနေရဖြစ်ပါတယ်။တတိကတော်ဖြစ်သွားပြီမို့နန္ဒာလိုင်ကိုစီးပွားရေးလုပ်ငန်းမဦးစီးလောက်တော့လို့ထင်ထားကြတာပါ။ဒါပေမဲ့နန္ဒာလိုင်ကမိသားစုမျိုးရိုးစင်ဆက်လှုပ်လာခဲ့တဲ့ဒူးရင်ချန်လုပ်ငန်းကိုဆက်ပြီးတော့ ဦးစီးနေတုန်းဖြစ်ပါတယ်။လန်တာလိုင်းကပြီးခဲ့တဲ့လပိုင်းမှာတော့ဆိုရှယ်မီဒီယာလဲတိတ်မသုံးပါဘူး။ဆိုရှယ်မီဒီယာမသုံးဘဲနေရတဲ့အကြောင်းရင်းကတော့ခင်မွန်ဖြစ်သူကိုစီတီဟာကအထင်းသိမ်းခံထားရတာကြောင့်ပါ။အခုလက်ရှိမှာတော့ကိုစီတီဟာလဲပြန်လွတ်လာပြီဖြစ်တဲ့အတွက်လွတ်လပ်ပေါ်ပါပြီးတော့ဆိုရှယ်မီဒီယာပေါ်မှာလဲဈေးရောင်းလာခဲ့တာဖြစ်ပါတယ်။နန္ဒာလိုင်းကအတူရင်းသီးခြံကြီးပိုင်ထားတာဖြစ်တဲ့အတွက် ဒွရင်သီးရာသီဆိုရင်အယောင်းဝယ်အလုံးနဲ့ရှုပ်နေတတ်ပါရင်ပြီးခဲ့တဲ့ရက်မှာလဲသူမရဲ့ဒွရင်သီးခြံကဝယ်စားခြင်းသူတွေအတွက်အထူးတလဲပြင်ဆင်ထားတဲ့ဒွရင်သီးကိုရောင်းပေးလာခဲ့တာဖြစ်ပါတယ်အဲ့တော့ကတော့ဒွရင်သီးကိုခွဲပြီးတော့အသားအနှစ်ဒီအားလုံးကို ရေခဲကြောင်းအိတ်လိုပလတ်စတစ်အိတ်ထဲထည့်ပြီးတော့ထည့်ထားတာပါရေခဲတတားထဲမှာအေးခံထားတာဖြစ်တဲ့အတွက်စားသုံးသူတွေနေနဲ့အစိလဲမပါပဲဒွင်းသည်အသားသီးတန့်ကိုအပါတရစားနိုင်မှာပါ ပမုတ်ရေခဲချောင်းအိတ်တွေလိုအိတ်ထဲမှာဒွရင်တီအနှစ်တွေကို 1kg ထည့်ထားပေးတာပါအဲဒီတစ်ထုပ်ကို9000နဲ့ရောင်းချပေးနေရဖြစ်ပါတယ် တထုတ်ကိုခုနှစ်တောင်းနဲ့ရောင်းချပေးနေရမို့လန်ဒါလိုင်းဒူရင်သီးချံမှဒူရင်သီးကိုစားကျင်နေဆိုတော့အတိုင်းဝိုင်းကလည်းအလူရက်ကိုဝယ်ယူအားပေးနေကြတာဖြစ်ပါတယ်ဒီပမာဏကအထက်တန်းစားလူတန်းစားတွေအတွက်တော့များပြားတဲ့ပမာဏမဟုတ်သလိုဝယ်စားသင့်ပြီးတော့တန်တဲ့ဈေးနှုန်းတစ်ခုလို့တောင်ဆိုရမှာပါလူလက်တန်းစားနဲ့အောက်ခြေလူတန်းစားတွေအတွက်တော့အရန်ကိုများပြားလို့တဲ့ပမာဏတစ်ခုဖြစ်နေတာကြောင့်အံ့အားသင့်နေကြတာပါ အထုပ်သေးလေးတစ်ထုပ်ကို9000ဆိုတဲ့ပမာဏကမျိုးလုံးပြူးစီတဲ့ပမာဏတစ်ခုဖြစ်လို့နေရပါ9000ဆိုတာအခြေခံလူရန်းစားတွေအတွက်တော့တပတ်စည်းဖို့ဖူလုံစီပါတယ်မိသားစုဆောင်ဝင်နေရေးအတွက်သာအရေးကြီးရမို့အခုလိုလဲမဝယ်စားနိုင်ကြပါဘူး ဒါအပြင်ဒီဈေးကများလိုက်တာလို့မြင်နေကြပြီးတော့နန္ဒလိုင်ကစီးပွားရေးတောင်းကျမ်းနေဆိုပြီးတော့လည်းဝေဖန်နေကြတာဖြစ်ပါတယ်။နန္ဒလိုင်ကခရိုနီတတိကတော်ဖြစ်တာမို့အခုလောက်ထိစီးပွားရေးတောင်းကျမ်းမယ်လို့မထင်ထားတာကြောင့်မှနန္ဒလိုင်တို့ရဲ့ဒူရင်သီးခြံကြီးကဧကအကျယ်ကြီးဖြစ်တယ်လို့ယာတိချင်းဆိုရင်တနိုင်ငံလုံးကိုဖြန့်ချီရောင်းချနိုင်ပါတယ်။ဒါအပြင်တရက်တရက်ကိုရောင်းမလောက်အောင်အထိများပြားပေးနေတာဖြစ်ပါတယ်။ တတိယတော်ဖြစ်ပေမဲ့ဒွင်းရေကဲကြောင်တစ်ထုပ်ကို9000နဲ့ရောင်းချပြီးတော့စီးပွားရှာနေတဲ့နတ်တာလိုင်အပေါ်ပရိသတ်တို့ရဲ့အမြင်လေးပြပြပေးပါအောင်အစုံနှီးကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်